အားလုံးပဲမင်္ဂလာပါ Gobi Page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုကတော့ကျွန်တော်တို့ဒါ၈ရက်၄လ2025ရက်ဒီနေ့ရဲ့ Champion League ဖြစ်တဲ့နောက်တစ်ပွဲဖြစ်တဲ့ဒါ Arsenal နဲ့ Real Madrid ပွဲရဲ့ပွဲချုပ်သုံးသပ်ချက်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှေ့မှာကျွန်တော် Bayern Munich နဲ့ Inter Milan ရဲ့ပွဲချုပ်သုံးသပ်ချက်လေးတင်ထားပေးထားပါတယ် YouTube မှာเนาะအဲ့တော့လက်ရှိ Arsenal အသင်းကအဲ level 80ပေးထားပြီးတော့၃လုံး100ပေါင်းဆိုတော့၂လုံး100ရှုံးဆိုတဲ့ဂျီမျိုးဖွင့်လှစ်ထားပါတယ်ဆိုတော့ Arsenal အသင်းဟာတစ်ဖက်က Real Madrid လို့เนาะလက်ရှိ DRD ရဲ့ဒီလက်ရှိအနေထားအရအကောင်းဆုံးဖောင်မှာ မရောက်နေပေမဲ့လေဒါသူချန်ပီယံလိဆိုရင်ကိုအားလုံးက Real Madrid ကိုမှန်းမှန်းကြတဲ့အနေအထားမျိုးမှာ Arsenal ဟာ level 80ရုံးပေးရတယ်ဆိုတော့ Arsenal ကြီးကတော့တော်တော်ကြီးပြင်းပါလေဗျဒါကမှနှလုံး100ရုံးဆိုတဲ့ဂိုးပေါင်းကြီးကြောင်လေ Arsenal ကဂိုးရမယ့်အနေအထားဖြစ်နေတယ်เนาะအဲ့တော့ကျွန်တော် data လေးတွေပြပေးပါမယ်အဲ့တော့လက်ရှိဒီနှစ်သိန်းကနောက်ဆုံးထိတဲ့တစ်စုံမှုဖြစ်ဖြစ်ခဲ့တာက2019တုန်းက GICC Plus မှာတွေ့ခဲ့တာပါအဲ့တော့က Real Madrid အသင်းက level 50ရုံးပေးခဲ့ပြီးတော့ 2-2ဆိုတဲ့ရလမျိုးထွက်ပေါ်ခဲ့ပါတယ်ဆိုတော့အဲ့ရှိမှာကျွန်တော် Emery ဖလား2008ထင်တယ်နော်အဲ့ဒီတော့အဲ့တုန်းကပြီးခဲ့တဲ့ဂျီတုန်းကအာဆင်နယ်အိမ်ဝင်မှာအာဆင်နယ်အသင်းပြီးခဲ့တဲ့ဂျီက level 50ရုံ2008ခုနှစ်တုန်းကပြီးခဲ့ပါတယ်1-0ဆိုတဲ့ရလနဲ့ Real Madrid အသင်းကိုဂျီအောင်ခဲ့ပါတယ်အဲ့တော့အဲ့ရှိမှာ Champion League ဒီနှစ်သင်းကအရင်နော် Honorary လက်ထက်လက်ထက်မှာ2006တုန်းကတခါတွေ့ဘူးသေးတယ်အဲ့တော့က Real Madrid အိမ်ဝင်မှာပထမအကြော Real Madrid ကတလုံးတည်ပြီးပြီးတော့0-1နဲ့ အာဆင်နယ်အသင်းကအနိုင်ရခဲ့တာဖြစ်ပါတယ်ဒုတိယကြောင့်အာဆင်နယ်အိမ်ခွင့်ရောက်တဲ့အခါမှာဒီ level တရေကြီးဒဲကြီးပြီးပြီးတော့စီစီဆိုတဲ့ရလက်မျိုးထွက်ပေါ်ခဲ့တာကြောင့်အခုပေးတဲ့ကြေးကနော် level 80ဆိုတဲ့အတိုင်းတာဟာအာဆင်နယ်အရင်ကြီးပြင်းလွန်းနေတယ်အဲ့တော့ပြန်ကြည့်ရရင်တမိုင်းတစ်ချောင်း2006 2008နှစ်ကြိမ်လုံးအာဆင်နယ်က Real Madrid အသင်းကိုအိမ်ခွင့်မှာမရှုံးဘူးသေးဘူးပေါ့နော်စီစီတပွဲ1စီတပွဲတွတ်တွေ့ရတယ်အဲ့တော့လက်ရှိ current form ကိုပြန်ကြည့်ရရင် current form မှာကအာဆင်နယ်ကဒီလက်ရှိ current form ကြီးကတွတ်ကြည့်လို့မရဘူးဆိုတော့ ပရီးမီးယားလိဂ်ကိုအားဆင်နေအာယုံစိုက်ခြင်းမရှိဘူးလို့တော့ကျွန်တော်ကတော့ယူဆတယ်လက်ရှိအသွားလာရပါတော့ပြီးခဲ့တဲ့ပတ်မှာလည်း Everton နဲ့ပွဲမှာအလောက်ကြီးခြေစွမ်းကိုအားထုတ်တာမျိုးမမြင်ခဲ့ရဘူးဝမ်းဝမ်းနဲ့ပဲသူတို့ဂျင်းနိုင်ခဲ့တယ်ဆိုတော့ဒါကလည်းဖြစ်တော့လေဖြစ်တင်ပါပဲဆိုတော့တစ်ခါဒီ Liverpool အသင်းကသူတို့ဒါ3-2နဲ့4-1ကိုမရှုံးခင်တုန်းကတော့သူတို့လိုက်ပြီးလို့တော့ Arsenal ယူဆထားပုံရတယ်ဗောလေအဲ့တော့လက်ရှိအနေထားရတော့ကိုမအကွာမှာရောက်နေပြီမြဲ အဲဒီလက်ရှိဒီဒီ quarter final ကိုပဲ champion league မှာ arsenal ကအာယုံစိုက်တာပိုကောင်းမဲ့အနေထားလေးဖြစ်နေပါတယ်အဲ့တော့တစ်ခါက real madrid အသင်းကို arsenal အနေနဲ့ကလက်ရှိအိမ်ခွင့်မှာပြန်ကြည့်ရရင်တော့ arsenal နောက်ဆုံးအမှားလုပ်ခဲ့တာက west ham united နဲ့ပွဲမှာ0-1ပေါ့လीအဲ့တော့လက်ရှိ ဒီအဆင့်မတိုင်ခင်မှာ16တန်းအဆင့်တော့ကချန်ပီယံလိမ့်မှာသူတို့ကဒါ PSV နဲ့တွေ့ခဲ့တာဖြစ်ပါလေပထမကျော့ PSV အိမ်ခွဲမှာတကူ89ဆိုတဲ့ဂိုးပြတ်ရလတ်မျိုးပိုင်ဆိုင်ခဲ့တာကြောင့်အာဆင်နယ်ဟာဒီလိုမျိုးပထမအကျော့အမ်မရီမှာအမှားခံလို့မရတဲ့အနေအထားမျိုးမှာတကြပေါ့တည်ရင်အနေနဲ့ကြီးနက်မဲ့အနေအထားမျိုးမရပါဘူးဒါပေမဲ့တခုရှိတာကစကားပြန်ပါလာတဲ့အတွက်တော့ဒီတိုက်စစ်ပိုင်းကအားကိုးလို့ရကောင်းရနိုင်တယ်ပေါ့လေဒါပေမဲ့လည်းအာဆင်နယ်ရဲ့ပြဿနာကခန်စစ်ကဂါဘရီယယ်မပါနိုင်တော့တဲ့အချက်အရာ ီဝီရောတော့အဲ့လောက်ကြီးကျွန်တော်စိတ်မချတဲ့အနေအထားမှာရှိပါတယ်အဲ့တော့ပါတီပဲအနောက်ကိုဆင်းဆော့မလားเนาะကီဝီရောနဲ့ထွက်ပြီးတော့စကယ်လီနဲ့တင်ပါအောင်ပဲဝင်ပတ်ထားမလားတော့ဒါ line up မှာပဲကြည့်ရမှာပါဗျာအဲ့တော့တစ်ဖက်ကဒီဒီ real madrid အသင်းအနေနဲ့ကပြန်ကြည့်ရရင်လေသူတို့လည်းဒါဒီနေ့ပေါ်မှာမပါတဲ့ကစားသမားများတယ်သူတို့လည်းဒီတောင်မန်ဝင်ပတ်ကနှစ်ယောက်လုံးကမပါဘူးเนาะ garcia နဲ့ valverde နဲ့ပဲပေါ်ထွက်မဲ့အနေအထားလေးရှိပါတယ်အဲ့တော့ queen လင်မှာလည်းချူဝမ်းမင်းနေရာမှာ kamavinga ဝင်ကစားမယ်ဆိုတော့ modric ရှိတယ်ဆိုတော့ဒီ real madrid ရဲ့ခန်းစစ်ကလေပြဿနာတော့ဖြစ်နေတယ်ဒါပေမဲ့ real madrid ပြီးခဲ့တဲ့ valencia နဲ့ပွဲတုန်းကရှုံးနေခဲ့တဲ့ဂိုးသ သမားမျိုးနဲ့ပေါ်ထွက်လာမှာမဟုတ်ဘဲနဲ့လက်ရှိတဘာအရတော်တော်လေးဝါရင်နေပြီဖြစ်တဲ့ Real Madrid ကိုသမား Courtois နဲ့ပဲဒီနေ့ပွဲပေါ်ထွက်လာတဲ့အကြောင်း Real Madrid ရဲ့ခံစားကတော့ Arsenal နဲ့နေနေလေးလက်ရှိ Marino အထောင်တိုက်ဆက်မျိုးနဲ့ကတော့အရန်ကြီးလွယ်ကူမဲ့အနေအထားမျိုးမရှိနိုင်ဘူးဗျဒါပေမဲ့ပြန်ကြည့်ရရင်နှစ်သိန်းစလုံးရဲ့ဇယိုက်လက္ခဏာအရဘိုဒင်းတို့စကိုးလေးတွေအနေနဲ့များနေတာကိုတွေ့ရတယ်ဘောနော်တောက်လျှောက်က အိမ်ဝင်မဖြစ်ဖြစ်အဝေးဝင်မဖြစ်ဖြစ်တိုက်စစ်ကတော့မှန်တယ်ပဲခန်းစစ်ကတောက်လျှောက်ပေးနေရတယ်ဖူအန်ရဲ့ဘွဲမှာလည်း2-1 Everton ကိုလည်း1-1ပေးရတယ်လို့တပတ်ကဒီ Real Madrid အသင်းကလည်း Soci တက်ကို3-4နောက်ဆုံးဒီ Valencia အသင်းကို1-2နဲ့ရှိမှလည်း Liga နဲ့လို့အသင်းကိုတော့3-2နဲ့အိမ်ဝင်မှာပေးရတဲ့ခန်းစစ်မျိုးဟာဒီဘွဲမှာ Arsenal နော်အိမ်ဝင်ရဲ့ယုံအားအရာနော်အချိန်မီက1-1တပေါက်အနည်းဆုံးသွားနိုင်တယ်ဗျနော်အဲ့တော့ Real Madrid ရဲ့လက်ရှိကောင်းဖောင်ရလည်းဖွင့်ဆော့သလိုတောင်ဖြစ်နေတယ်ပေါ့လေတောက်ချောက် over 2.5တွေများနေတယ် ဒါကိုတောင်နှလုံးတရာရုံပဲပေးထားတယ်ဆိုတော့ဂျေးရာအဖင်ကတော့ပျော့တယ်လို့ထင်ကောင်းထင်နိုင်တယ်ဒါပေမဲ့ Real Madrid လို့လက်ရှိတကယ်ဟိုဖလားပွဲတွေဆိုရင်တို့ကဒီခန်းစစ်အသားပေးပြီးဆော့တာများတယ်ဗျ Real Madrid ကလေတစ်ဖက်ကအာဆင်နယ်အသင်းအာဒီဒါအနေနဲ့ကလည်းအရင်ကြီးဖွင့်ဆော့ရမယ့်အနေအထားမျိုးမမြင်ရနိုင်ဘူးဆိုတော့အနေအထားကြောင့်နှလုံးတရာရုံဆိုတဲ့ဂျေးဟာပြင်းတဲ့ဘက်ကို ဦးတည်နေတယ်လို့ပဲကျွန်တော်တို့ယူဆပါတယ်ဒါကြောင့်ဒီဘွယ်ကနေမယ်ဆိုရင်တော့ဂိုးပေါ်လေးမဆိုးဘူးတော့ body ကနေရမယ်ဆိုရင်တော့ arsenal 1x double chance arsenal body ကတော့မဆိုးဘူးလို့ပဲယူဆပါတယ် level 90ရှုံးကတော့ body အနေနဲ့ကတော့တော်တော်ကြီးတက်တိတက်တိရှိမှာပဲနေရမယ့်အနေအထားမျိုးဖြစ်ပါတယ်အဲ့တော့ခြေအရာအားဖြင့်ကတော့ arsenal ကြီး level 90ဆိုတာတော်တော်ကြီးပြင်းလွန်နေပါတယ်เนาะအဲ့တော့လက်ရှိခြေအရာကတော့ကျွန်တော်ဒီဘွယ်လေး arsenal 1x double chance ကြိုက်တယ်ဟိုမှာမဖြစ်တော့ဟို ဟိုဒဲကြီးနဲ့နေပေါ့နော်ဒဲကြီးရောက်လက်ရှိပေါက်တာ96ရာခိုင်နှုန်း1000လောက်9600ပြန်ရမယ်ဒဲကြီးနဲ့နေတော့အရှုံးမရှိနိုင်ဘူးထင်ပါတယ်အဲ့တော့လက်ရှိကတော့ one is the vision arsenal body တို့မဟုတ်ဒဲကြီးဒါမှမဟုတ်ကိုဘော်အဲ့နှစ်ချောင်းလေးကဒီပွဲလေးတော့တချောင်းဝင်နိုင်မယ်ထင်ပါတယ်အားလုံးပဲဂုဏ်လက်ပါညီကိုတို့ဒါ wine spot မှာဆော့ချင်တဲ့ညီကိုတွေနေရာလေကိုဘီရဲ့ promo code ဖြစ်တဲ့ GB GB777 ကိုအသုံးပြုတော့လေ100% bonus ရယူနိုင်ပါတယ်အသေးသေးသိရှိလိုပါကဒါ wine spot မြန်မာ Facebook page နဲ့သူတို့ရဲ့ application တို့မှာ website link ရဲ့ဒါ customer service call လေးကိုနှိပ်ပြီးတော့လေဒါ24နာရီတိလို့ရပြီမေးမြန်းလို့ရပါတယ် အားလုံးပဲကိုလက်ပါ brother တို့